အခုတင်ဆက်ပေးမယ့်သတင်းကတော့ American စီးဥစည်းဌာနချုပ်ကို New York တိုင်းသတင်းဌာနတရားဆွဲလိုက်တဲ့သတင်းမင်းဖြစ်ပါတယ်။ကမ္ဘာ့ကျသတင်းဌာနတစ်ခုဖြစ်တဲ့ New York တိုင်းသတင်းဌာနက American စီးဥစည်းဌာနချုပ်ဖြစ်တဲ့ Pentagon ကိုလွတ်လပ်စွာထောက်ပံ့ပြောဆိုမှုကိုတိခိုက်အောင်လုပ်တဲ့ဆိုပြီးတရားဆွဲဆိုမှုတွေစတင်လုပ်ဆောင်လိုက်ပြီဖြစ်ပါတယ်။ American ကဘွယ်ဝင်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့အညီ Pentagon ဘက်ကအတည်ပြုလိုက်တဲ့ဥပဒေတည်တရှိုးဟာ American နိုင်ငံရဲ့ဖွဲ့စည်းပုံရှိခဲ့ဥပဒေမှာပါဝင်တဲ့လွတ်လပ်စွာထောက်ပံ့ပြောဆိုခွင့်နဲ့ဆိုင်တဲ့ပြဋ္ဌာန်းချက်တွေကိုစတင်ရောက်တဲ့ ဆိုပြီးနယူးယောက်တိုင်းဌာနကတရားစွဲခဲ့တာပါနယူးယောက်တိုင်းပါဝေးမီဒီယာဌာနတချို့ကပြည်နယ်ကိုဘက်ကရှာမကြည့်တော့မယ့်ဥပဒေနဲ့စီမင်းစည်းကမ်းအသစ်တွေကအစိုးရမကြိုက်တာတွေကိုရေးသားဖော်ပြလို့မရအောင်ရည်ရွယ်ကတ္တတာဖြစ်တယ်လို့သတ်မှတ်ပြီးပြည်နယ်ကိုနဲ့မသတင်းရရဖို့ဖွင့်လှစ်ထားတဲ့ရုံးခန်းတွေကိုပိတ်သိမ်းခဲ့ကြရဖြစ်ပါတယ်ပြည်နယ်ကိုဘက်ကတော့ရှာမကြည့်တော့မယ့်ဥပဒေတိုင်းကဖွဲ့စည်းပုံရှိကဥပဒေနဲ့အညီလှုပ်ဆောင်ထားတာဖြစ်တယ်လို့ဖြေရှင်းခဲ့ပါတယ်ဒီတဲ့တွေကိုတော့ညီကြအောင်ပြပို့လာပါ thank you